။ဟာကျွန်တော်ဘုံဘုံမြောင်ဖြစ်ပါတယ်။ဒီသူလွတ်တော်ကိုလည်းဦးညံ့ထွန်းရဲ့အဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ပေါ်ပေါ်ပိုင်းဖြင့်တင်ပြခွင့်ပြုပါခင်ဗျာ။နာဂာကြီးခင်ဗျာ OIC EU UN အစ္စစီတို့အပြင်ခြားသောအင်အားကြီးနိုင်ငံတချို့နဲ့၎င်းတို့ရဲ့လက်ဝဲခံဖွဲ့စည်းများဖြစ်တဲ့တင်ပြပါဖွဲ့စည်းများကဒီကိုင်းအရေးကိစ္စများကိုတုံ့ချကာမိမိတို့နိုင်ငံရဲ့ချုံချာအာဏာကိုထိပါးစေမဲ့နိုင်ငံရေးအာဂျင်နာတရက်ပေါ်ဆောင်လာတာကိုဆွေးနွေးမှာဖြစ်ပါတယ်။ ဘလရေမရမီကာလာများကစားပြုခဲ့တဲ့မင်္ဂလာနယ်မြေမှာကျူးကျော်ဝင်ရောက်လာတဲ့ဘင်္ဂလီများအရေးကိုចောင်းပြပေါ်ဆောင်လာတဲ့နိုင်ငံရေးအာဂျင်ဒါဟာဒီမိုကရေစီထရန်ဇီရှင်းကာလမှာသက်ရှိမြင့်တဲ့မြင့်လာတာဖြစ်ပါတယ်1990ခုနှစ်ကာလများကစလို့ OIC EU UN အဖွဲ့အစည်းများဟာ press release statement resolution များကို ထုတ်ပြန်လေးရှိပြီး2017-2020နောက်ပိုင်းကာလများကနေဒီနေ့အချိန်ထိတင်ပြပါအတိုင်းစဉ်းစားမပြတ်ဆောင်ရွက်နေတာကိုတွေ့ရှိရပါတယ် အသေးစိတ်လေးလားသုံးသက်ကြည့်ရမှာဘင်္ဂလီများအတွက်နိုင်ငံသားရရှိရေးတောင်းဆိုမှုနိုင်ငံတော်ဆိုရနေလုံခြုံရေးတပ်ဖွဲ့များကိုထိုးနှက်တိုက်ခိုက်ဆွဆွဲမှုဒီကံရေးကိစ္စကိုနိုင်ငံတကာမှပါဝင်လာစေရန်တောင်းဆိုမှုအဆရှိတဲ့အချက်များသာဖြစ်တာကိုတွေးရှိရပါတယ်။၎င်းဖွဲ့များအချိန်မြင့်လုံဆောင်လာတာဟာ2012ခုနှစ်တွင်ဒီကံတိုင်းရင်းသူတဦးကိုဘင်္ဂလီ၄ဦးကမရင်းချင်းငယ်ရာကစတင်ခဲ့တဲ့ထောင်ချောက်ဆင်ထားတဲ့နိုင်ငံရေးအာဂျင်တာရဲ့ပထမမဟာဗျူဟာလို့ဆိုနိုင်တဲ့ပြိပက်ခများနဲ့လည်းတိုက်ဆိုင်လျက်ရှိခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလူများစူးလိုက်ပြုံလိုက်ရွှေပြောင်းမှုကို2050တွင် ပြည်ဆိုင်ရာသဘောတူညီမှုရရှိရန်အတွက်ကြိုးပမ်းမှုတွင်လေကြီးဒုက္ခသည်ကမ်ပိန်းဟာအာဂျင်နာရဲ့ဒုတိယမဟာဗျူဟာအနေနဲ့ဆောင်ရွက်ခဲ့ကြကြောင်းတွေ့ရှိရပါသည်2014တူရီနိုင်ငံအစ္စတန်ဘူတွင်ကုလသမဂ္ဂနှင့် OIC ဘက်ပူးပေါင်းစည်းဝေးကိုလည်းကျင်းပခဲ့ပြီးဘင်္ဂလီများပေါ်အကြမ်းဖက်မှုများသည့်ဒီမိုကရေစီအသင်ကူးမြောက်မှုဖြစ်စဉ်များကို လမ်းကြောင်းပြောင်းလဲစေနိုင်ကြောင်းချိန်ချောက်မှုအပါအဝင်တင်ပြပါတိုင်းဆုံးဖြတ်ချက်များချမှတ်ခဲ့ကြပါတယ်2016တူရီနိုင်ငံတွင်ကျင်းပခဲ့သည့် The 13th Islamic Summit Conference ၏ကြေညာစာတမ်းတွင်ဂိုင်းဒေတာအတွင်းကြီးဘင်္ဂလီအတိုင်းဝိုင်း၏အခြေခံရပိုင်ခွင့်များကိုအကာအကွယ်ပေးရန်နှင့်နိုင်ငံသားဖြစ်မှုခွင့်ရေးကိုဆောင်ရွက်ပေးရန်စသည်ဟုအပါအဝင်တင်ပြပါတိုင်းဆုံးဖြတ်ခဲ့ကြပါတယ်2016ဩဂုတ်လ24ရက်နေ့မှာဂိုင်းပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုစတင်ဖွဲ့စည်းခဲ့ပြီးဒီပနိုင်ငံများတွင်ဒုက္ခသည်အဖြစ်ခံယူသူများ၏ပြည်ရင်းနိုင်ငံ နောက်ခံအကြောင်းများအပါဝင်နိုင်ငံကဆက်သွယ်မှုတွေကိုလည်းတုံးသက်သွားမည်ဟုပါရှိပါတယ်။အချိန်တည်းတွင်ဘင်္ဂလီဘလော့ကာ၌ပိုဗီယန်နန်ကော်မရှင်ပေါ်ပေါက်လာခြင်းသည်ဘင်္ဂလီအတွက်အောင်ပွဲခံရမည့်ကိစ္စတရက်ပင်ဖြစ်သောရေးသားခဲ့ကြပါတယ်။တိုက်ဆိုင်မှုလို့ဆိုရလောက်အောင်ပင်ကော်မရှင်အဖွဲ့ချုပ်မြန်မာနိုင်ငံတို့ရောက်ရှိလာတဲ့နေ့ရက်နောက်တစ်နေ့9ရက်10လ2016ရက်နေ့မှာတော့အာဂျန်ဒါရဲ့တတိယမြောက်မဟာဗျူဟာလို့ယူဆရမယ်ရေကင်းစကန်3ခုကိုတပြိုင်တည်းဘင်္ဂလီအကြမ်းဖက်ပွဲကြီးတိုက်ခိုက်ခြင်းဖြင့်စတင်ခဲ့ပါတယ်။ နောက်ဆက်ကိုမက်လာအတွင်းမှာတော့ကုလသမဂ္ဂလူခွေရေးကောင်စီ၌မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးအပြီးသက်စီရင်ခံစာကို2018မက်လာတွင်တင်သွင်းရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။နောက်ဆက်ကိုဩဂုတ်လ24ရက်ကိုဗီယာနန်ကော်မရှင်အပြီးသက်စီရင်ခံစာတင်သွင်းတဲ့နေ့၌ထပ်မံတိုက်ဆိုင်စွာဖြင့်အာသာအဖွဲ့ကရဲရင်စကန်30ခုနှင့်တပ်ဌာနချုပ်တစ်ခုကိုတပြိုင်တည်းတီးကျဲဖက်တိုက်ခိုက်ခဲ့ပါတယ်။ င်္ဂလီများအနေဖြင့်နိုင်ငံသားဖြစ်နိုင်ခြင်းမှာအလွန်နှေးပါလျက်ရှိပြီး OIC တတိယ Islamic Summit မှထုတ်ပြန်ခဲ့သည့်ကြေညာစာတမ်းအပိုက်82အရ OIC ဟာနိုင်ငံသားဖြစ်မြောက်ရေးအတွက်ကြိုးပမ်းလျက်ရှိကြောင်းပေါ်လွင်ထင်ရှားပါသည်။ကိုဗီယန်ကော်မရှင်အစည်းအကဲသားတွင်ဟောဝဲ82မြန်မာနိုင်ငံသားဥပဒေကိုပြင်ဆင်သင့်ပါသည်ဟုဖော်ပြထားသဖြင့် OIC လိုလားချက်အတိုင်းဖြစ်နေကြောင်းလေ့လာတွေ့ရှိရပါသည်။2019စက်တင်ဘာလ19ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ OIC ရဲ့ Declaration of the Contact Group တွင် ပိုက်ပေါင်း28ပိုက်ပါဝင်ပြီးအဓိကကတော့1980မြန်မာနိုင်ငံသားဥပဒေကိုပြင်ဆင်ပြဖြတ်၍နိုင်ငံသားဖြစ်ရရှိရေးကိုဗီယန်နံကော်မရှင်ကြံပြုချက်များကိုဆက်လက်အကောင်အထည်ဖော်စေရေး22ကြိမ်မြောက်ဥလသမဂ္ဂထွေထွေညီလာခံတွင်ဆုံးဖြတ်ချက်ချနိုင်အောင်လှုံ့ဆော်နိုင်ရေးနောက်ထပ်ကျင်းပမည့် UNHRC စီဝေးများတွင်ရေးကြီးပြဿနာနိုင်ဆွေးနွေးနိုင်ရန်တောင်းဆိုသွားရေးတို့ပါဝင်ပါれဒီချက်တွေကိုကြည့်ရင် UN EU ရဲ့စဉ်သက်မပြတ်လှုံ့ဆော်နိုင်မှုများဟာ OIC ကစင်တိုက်ချမှတ်ခဲ့တဲ့ အာဇင်တာများအတိုင်းဖြစ်နေကြကိုတွေ့ရှိရပါတယ်။ပြည်တော်စုလွတ်တော်လို့တင်ပြခဲ့တဲ့စီရင်ခံစားပါ139ကြိမ်မြောက် IPU နီလာခံတွင်မြန်မာလွတ်တော်ကိုယ်စားလှယ်ဖွဲ့ကန့်ကွက်ခွဲသည့်မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ပါအပိုက်ဆက်ခွန်အားလုံးကျုံးဝင်သောပေါင်းစပ်ရေးအစီအစဉ်များဆောင်ရွက်ပေးရေးဆိုသည့်အချက်ကလည်းအာဇင်တာရဲ့တသိတ္တဒေတာပဲဖြစ်ပါတယ်။ EU ကလည်းဘင်္ဂလီရေးကိစ္စတွင်လွတ်လပ်စွာတော်လှန်ခွင့်1980နှစ်မြန်မာနိုင်ငံသားဥပဒေကိုပြင်ဆင်ရေးလှုပ်ဆောင်ပေးရမည်ဟု ဖြစ်ကြောင်းဖုတ်ပြန်ခဲ့ပါတယ်ဒီချက်တွေကလည်း OIC ကအစဉ်တစိုက်